ဒီဇင်ဘာလ9ရက်နေ့မှာတော့ကျွန်တော်တို့ဂျော်ရှူအဗန်နဲ့ပန်ဒူဂျာရိုရဲ့ခပတ်လူဝဲကြီးကရှိလို့နေပါသေးတယ်။ပြိုင်ပွဲကျင်းပမဲ့အချိန်ကဒီဇင်ဘာလ6ရက်နေ့ဆိုတာအမေရိကန်ဆန်လိုဂျင်ဖြစ်ပြီးတော့ကျွန်တော်တို့မြန်မာဆန်လိုဂျင်နဲ့ဆို9နိုင်စောပိုင်းလောက်တော့ကြာမှာလည်းပဲဖြစ်ပါတယ်။မင်္ဂလာပါ။ Fights Barmic ကနေကြိုဆိုပါတယ်။ပရမအူဆုံးအနေနဲ့ကျွန်တော်တို့ကအလက်ဇန်နာပန်တူဂျာရဲ့အကြောင်းတွေကိုအရင်ဆုံးဒီလာကြည့်မှာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲပန်တူဂျာကဘရာဇီးနိုင်ငံကလက်ရှိ Flyweight တိုင်းချန်ပီယံလည်းဖြစ်ပါတယ်။ အရအဖြစ်၅ပေ၅လက်မှပေါင်ကျင်က325ပေါင်ရှိပါတယ်။လေးလပိုင်း16ရက်နေ့1990မှာမွေးတဲ့အတွက်လက်ရှိအချိန်မှာတော့သူကအတွက်အဖြစ်35နှစ်ခန့်တော့ရှိပါပြီ။သူ့ရဲ့ UFC တန်းတလျှောက်မှာဆိုလို့ရှိရင်35ပွဲထိုးထားပြီးတော့ပွဲ30ကိုအနိုင်၅ပွဲကိုရှုံးနေခြင်းဆိုတဲ့ရလည်းရရှိထားတယ်ပဲဖြစ်ပါတယ်။အဲ့ဒီပွဲတွေအကုန်လုံးနဲ့ကမှ၈ပွဲကိုအလဲထိုးနဲ့အနိုင်ရရှိထားပြီးတော့၁၂ပွဲကို summation နဲ့အနိုင်ရရှိထားတာလည်းဖြစ်ပါတယ် ကျန်တဲ့ဆယ်ဘွဲကတော့ဒိုင်းအဆုံးဖြတ်နဲ့နိုင်ခဲ့တာလည်းပဲဖြစ်ပါတယ်။ရှုံးခဲ့တဲ့၅ဘွဲကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒိုင်းအဆုံးဖြတ်တွေနဲ့ရှုံးခဲ့တာတွေပဲများပါတယ်။ပန်တူဂျာကသူ့ရဲ့ချန်ပီယံကပ်ကာဝယ်မှုကိုအခုချိန်မှ၅ချိန်တိုင်တိုင်ပြုလုပ်ခဲ့ပြီလည်းပဲဖြစ်ပါတယ်။ချန်ပီယံကပ်ကာဝယ်ခဲ့တဲ့၅ချိန်မှာ၂ချိန်ကိုဆမီရှင်နီးတဲ့အနိုင်ရရှိခဲ့ပြီးတော့ကျန်တဲ့၃ဘွဲကိုဒစရှင်နဲ့အနိုင်ရရှိခဲ့တာလည်းပဲဖြစ်ပါတယ်။ပန်တူဂျာထိုးခဲ့တဲ့ဘွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူအနိုင်ရရှိခဲ့တဲ့ဘွဲ၃၀မှာ ဆယ်ပွဲကိုဖယ်ပြီးတော့သူအာ TKO နဲ့နိုင်တဲ့ပွဲရယ်စမေးရှင်းနဲ့နိုင်တဲ့ပွဲတွေကိုကြည့်မယ်ဆိုလို့ရှိရင်သူ့အတွက်နှစ်ချီနဲ့သုံးချီမှာပွဲပြသွားလိမ့်ရှိပါတယ်ဒါကဒီအချက်ကိုကြည့်မယ်ဆိုလို့ရှိရင် ပန်သူရအနေနဲ့နှစ်ချီမြောက်နဲ့သုံးချီမြောက်မှာသူ့အတွက်အကောင်းဆုံးအချိန်လို့ပြောလို့ရပါတယ်။ဒါကြောင့်မို့ TKO နဲ့နိုင်တဲ့ပွဲကော Submission နဲ့နိုင်တဲ့ပွဲကောနှစ်ခုစလုံးမှာသူ့အနေနဲ့အကောင်းဆုံးအချိန်ကနှစ်ချီနဲ့သုံးချီဖြစ်ပါတယ်။ဒါပေမဲ့လည်းသူပထမဆုံးအချိန်မှာတည်းအနိုင်ရရှိခဲ့တဲ့ပွဲတွေကလည်းရှိလို့နေပါသေးတယ်။တပတ်ကမြန်မာဖိုက်တာဂျော်ရှူအာဗန်ကိုကြည့်မယ်ဆိုလို့ရှိရင်သူ့အနေနဲ့အရက်အားဖြင့်၅ပိတ်၅လက်မှရှိတယ်။ပေါင်ကျိန်ကတော့125ပေါင်ဖလိုက်ဝေတမှာထိုးတာမှာဖြစ်ပါတယ်။ သူ့ရဲ့မူတက်ကတိကတော့ဆယ်လပိုင်း10ရက်နေ2000ခုနှစ်ဖြစ်ပါတယ်လက်ရှိအချိန်မှာတော့24နှစ်ခန့်ရှိပါပြီသူ့ရဲ့ fighter record ကိုကြည့်မယ်ဆိုလို့ရှိရင်စုစုပေါင်း18ပွဲထိုးထားတယ်လို့ပြထားတယ်15ပွဲကိုအနိုင်2ပွဲကိုရှုံးနေထားပါတယ်သူရှုံးနေခဲ့ရတဲ့ပွဲမှာ TKO နဲ့တပွဲဆမေရှင်နဲ့တပွဲဖြစ်ပါတယ်ဒီရက်ကပြောပြချက်အရတော့သူရဲ့အလဲထိုးနဲ့အနိုင်ရရှိပွဲတဲ့ပွဲက9ပွဲတိရှိပြီးတော့ဆမေရှင်နဲ့က9ပွဲ decision နဲ့ကအလုံးပေါင်း6ပွဲပဲဖြစ်ပါတယ် ဒီမှတ်တမ်းကဂျိုရှူအာဗန်အနေနဲ့ MMA သူရဲ့တတန်းတလျှောက်မှာ UFC ကိုမရောက်ခင် Fury Fight Night ဆိုတဲ့ပြိုင်ပွဲတွေက record တွေကိုပဲယူပြီးတော့တုံ့တုံ့ထားရလည်းပဲဖြစ်ပါတယ် UFC မှာစုစုပေါင်းထိုးခဲ့တာကတော့၉ပွဲပဲရှိပြီးတော့တပွဲကိုရှုံးနေထားတဲ့၈ပွဲကိုအနိုင်ရရှိထားတဲ့ bracket ကိုပိုင်ဆိုင်ထားရလည်းပဲဖြစ်ပါတယ်ဒါကြောင့်မို့ UFC ရဲ့ record ကိုပဲယူမယ်ဆိုလို့ရှိရင်သူထိုးတက်ခဲ့တဲ့၉ပွဲမှာ 6ပွဲကို decision နဲ့အနိုင်ရရှိထားပြီးတော့2ပွဲကိုကြတော့ TKO အလဲထိုးနဲ့အနိုင်ရရှိထားတာလည်းဖြစ်ပါတယ်။တပွဲကိုတော့အလဲထိုးနဲ့ရှုံးနိမ့်ထားတဲ့ကစားသမားလည်းဖြစ်ပါတယ်။နောက်ဆုံးရှင်ပြိုင်ခဲ့တဲ့9ပွဲစတိုက်မှာအနိုင်ရရှိထားတဲ့ကစားသမားလည်းဖြစ်ပါတယ်။ပြီးတော့ပန်တူဂျာနဲ့ဘာသွားစုလဲဆိုလို့ရှိရင်ရပန်တူဂျာကလည်းသူ့ရဲ့ champion ကပတ်ကိုကာကွယ်ခဲ့တာအခုချိန်လေးဆို9ချိန်ရှိပြီးကျွန်တော်တို့ Joshua Van အနေနဲ့ကလည်းသူ့အနေနဲ့9ဝက်ဆက်နေတာကလည်း9ချိန်ထိရှိပြီးဒီအချက်လေးတော့တွားပြီးသူညင်မှုရှိတယ်။ ဒါလေးကတော့ခုနှစ်ရက်နှစ်ပွဲစဉ်မှာဂျော့ရှူအာဗန်နဲ့ပန်သူဂျာရိုကိုဘယ်သူကအနိုင်ရရှိမလဲဆိုတာကိုခံမှန်းထားတဲ့ခံမှန်းချက်ပဲဖြစ်ပါတယ်။ဒီခံမှန်းချက်ကိုသွားကြည့်မယ်ဆိုလို့ရှိရင်ရပန်သူဂျာအနေနဲ့အနိုင်ရရှိမှုရာခိုင်နှုန်းက86ရာခိုင်နှုန်းတိရှိပြီးတော့ကျွန်တော်တို့ဂျော့ရှူအာဗန်အနေနဲ့24ရာခိုင်နှုန်းသာရှိတာကိုတွေ့မြင်ရမှာလည်းပဲဖြစ်ပါတယ်။ဒီ voting ကကျွန်တော်တို့တကပါလုံးကဝိုင်းပေးခဲ့ကြတဲ့ပုံတွေဖြစ်ပြီးတော့ 86ရာခိုင်နှုန်းဆိုတာကတော်တော်လေးကိုများတဲ့ရာခိုင်နှုန်းနေထားလို့ပြောလို့ရတယ်။ဒါက UFC ရဲ့ကျွမ်းကျင်ပညာရှင်တွေကိုရန်ကိုကပါဝင်ပြီးတော့ခံမှန်းထားကြတာလည်းပဲဖြစ်ပါတယ်။ UFC မှာလက်ရှိကစားနေတဲ့ကစားသမားအများစုကလည်းပန်တိုဂျာကိုသာအနိုင်ရရှိမယ်ဆိုပြီးတော့ခံမှန်းထားကြတာလည်းပဲဖြစ်ပါတယ်။ ဒါကတော့ကျွန်တော်အနေနဲ့သူတို့နှစ်ယောက်လုံးရဲ့ broker တွေကိုကြည့်ပြီးတော့ပြောပြခဲ့ခြင်းဖြစ်ပါတယ်ဘလို့ပဲနေနေပန်သူဂျာကသူ့ရဲ့ကစားသမားတတန်တချောင်းမှာ35ဘွဲ့ထိုးထားပြီးတော့9ဘွဲ့ကိုရှုံးနေထားတယ်ဘွဲ့30ကိုအနိုင်ရရှိထားတဲ့အတွက်သူ့ရဲ့ win rate ကိုတွက်ကြည့်မယ်ဆိုလို့ရှိရင်85%အာ86%လောက်ပဲဆိုပါစို့ ဂျော်ရှူအာဖန်ကဆိုလို့ရှိရင် UFC မှာစုစုပေါင်း6ပွဲထိုးထားပြီးတော့10ပွဲကိုအနိုင်တပွဲကိုရှုံးနေထားပါတယ်။ဒါကြောင့်မို့သူ့ရဲ့ win rate percentage ကိုတွက်ကြည့်မယ်ဆိုလို့ရှိရင်88.8%ဆိုတော့89ရာခိုင်နှုန်းလောက်ကိုရှိပါတယ်။ဒီနေရာမှာတွက်ကြည့်မယ်ဆိုလို့ရှိရင်လည်းပန်တိုချာနဲ့ ဂျောရှုအာဖန်တို့မှာဂျောရှုအာဖန်ကပန်သူဂျာထက်ကိုဝင်ရိတ်ပုတ်ကောင်းနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။နောက်ပြီးတော့အသွေးကြုံပိုင်းအသွေးကြုံပိုင်းမှာဆိုလို့ရှိရင်ပန်သူဂျာအနေနဲ့စုစုပေါင်းချန်ပီယံကပတ်ကာကွယ်ပွဲကို၅ကြိမ်တည်းတိုင်းကစားခဲ့ပူတယ်။ဂျောရှုအာဖန်အနေနဲ့ကတော့အခုမှပထမဦးဆုံးအချိန်ချန်ပီယံလူကွင်းရတာလည်းပဲဖြစ်ပါတယ်။ချန်ပီယံစိန်ခေါ်ပွဲကစားရတော့မယ်ဆိုလို့ရှိရင်ဂျောရှုအာဖန်အနေနဲ့အရင်နှုန်းကားလိုမျိုး၃ချီပဲကစားရတော့မှာမဟုတ်ဘဲနဲ့ချန်ပီယံအသင့်ရှိတယ်။ သတ္တမနဲ့ထိုးတက်ရမှာဖြစ်တဲ့အတွက်ငါးကြီးသည် ရှင်ပြန်ထိုးတက်ကမှလည်းဖြစ်ပါတယ်။အတွေ့အကြုံပိုင်းမှာအလက်ဇန္ဒားပန်တိုဂျာကတားတဲ့ဆိုပေမဲ့ဂျော့ရှူအဖန်အနေနဲ့သူ့အနေနဲ့ဒီငါးကြီးအတွက်ကိုတက်လွန်တဲ့အများကြီးပြင်ဆင်လာလို့ရှိရင်အများကြီးကတ်ခဲလိုက်မယ်လို့တော့မထင်မိပါဘူး။ဒီအတွေ့အကြုံကလည်းဘာမှမဟုတ်တဲ့အတွေ့အကြုံမို့လို့ကျွန်တော်အနေနဲ့အလက်ဇန္ဒားပန်တိုဂျာကိုလုံးလုံးရရကြီးနိုင်မယ်ဆိုပြီးတော့လည်းအမှတ်ချက်မပေးချင်ပါဘူး။နောက်ထပ်ဒီကစားသမားနှစ်ယောက်ရဲ့ကစားပုံကလည်းကွာခြားမှုရှိတယ်။ ဂျိုရှူအဗန်ကဘောက်ဆင်ကိုအသားပေးပြီးတော့ကစားတဲ့ကစားသမားဖြစ်ပြီးတော့ပန်သူဂျာကရော့ဂရောင်းစကေးကိုအဓိကထားပြီးအသုံးပြုတဲ့ကစားသမားလည်းပဲဖြစ်ပါတယ်ဒီနေရာမှာသူတို့ရဲ့ fighter record တွေကိုရှင်ကြည့်မယ်ဆိုလို့ရှိရင်ပန်သူဂျာ EF ဘောက်ဆင်စကေးကလည်းတွတ်ရှုပ်လို့ရတဲ့ထဲမှာမပါဘူး striking ပိုင်းမှာလည်းအထိုက်လျောက်ကောင်းတဲ့ကစားသမားလို့သုံးသပ်လို့ရတယ်ဘာကြောင့်လဲဆိုတော့သူအလဲထိုးတဲ့နိုင်ငံခဲ့တဲ့ပွဲက၈ပွဲထိတောင်မှရှိတာမို့လို့ပဲဖြစ်ပါတယ် ပြီးတော့သူကဘောက်ဆင်ကောင်းပါတယ်ဆိုတဲ့လူတွေနဲ့လည်းရှင်ပြန်ပြီးတော့အနိုင်ရလက်ကိုရိုက်ယူခဲ့တဲ့စာသမားဖြစ်တာကြောင့်မလို့ သူ့ရဲ့ striking skill သူ့ရဲ့ bouncing skill တွေကလည်း short တက်လို့ရတဲ့အထဲမှာတော့မပါဘူးပြီးတော့သူ့ရဲ့အားသာဆုံး skill ဖြစ်တဲ့ ground skill ကလည်းထင်ထားတဲ့အထက်ပိုကောင်းတယ်သူ့ရဲ့ back position ရလို့ရှိရင်ပြိုင်ပွဲကိုအဆုံးသတ်နိုင်တဲ့ swing အားကတော်တော်လေးကိုမြင်မာပါတယ်ကျွန်တော်တို့ရဲ့မြန်မာကစားသမား Joshua Van ကိုတစ်ချက်သွားကြည့်မယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့အဓိကအားထားပြီးတော့အသုံးပြုတဲ့ပုံစံက striking ကိုအဓိကထားပြီးအသုံးပြုတာလည်းဖြစ်ပါတယ် သူ့ရဲ့ပြိုင်ပွဲအပေါ်မှာဘောက်ဆင်ကိုအဓိကအားထားပြီးတော့မိခုကစားတာကိုသူ့အမြင်မှာလည်းဖြစ်ပါတယ်။သူအနိုင်ရရှိခဲ့တဲ့ရှစ်ပွဲမှာဆိုလို့ရှိရင် striking ကိုပဲအဓိကအားထားပြီးတော့အသုံးပြုခဲ့တဲ့ကစားသမားလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့ smashin နဲ့နိုင်တဲ့ပွဲကလည်းတပွဲတည်းတည်းရှိခဲ့ရလည်းပဲဖြစ်ပါတယ်။သူကစားခဲ့တဲ့တက်တန်းတလျှောက်မှာလည်း ground skill ကောင်းတဲ့ကစားသမားတွေနဲ့အများကြီးကြုံတွေ့ခဲ့ရပါတယ်။ဒီကစားသမားတွေကိုလည်းကြော်ဖြတ်ပြီးတော့ Joshua Van အနေနဲ့ champion စိတ်ကောက်ခွင့်ကိုရရှိလာတာလည်းပဲဖြစ်ပါတယ်။ ါပေမဲ့သေချာရာကဘောက်ဆန်စကေးပိုင်းကိုတွတ်ကြည့်မယ်ဆိုလို့ရှိရင်အလက်ဇန်ဒါပန်တူဂျာထက်ကိုဂျော်ရှူအာဖန်ကတာပြီးတော့သမေရှင်ပိုင်းမှာတွတ်ကြည့်မယ်ဆိုလို့ရှိရင်ပန်တူဂျာကသတိသာကိုတာနေရလဲပဲဖြစ်ပါတယ်တကယ်လို့ဒါပန်တူဂျာအနေနဲ့ဂျော်ရှူအာဖန်ကိုသမေရှင်ဘက်ကိုဦးတည်ပြီးတွားနိုင်မယ်ဆိုလို့ရှိရင်ပန်တူဂျာအနေနဲ့အနိုင်ရရှိဖို့တေချာပြီးတော့ဂျော်ရှူအာဖန်အနေနဲ့ ဘောက်စင်ပိုင်းကိုအားပြုပြီးတွားနိုင်နေဆိုရင်တောင်မှနိုင်ဖို့ကသိပ်မလွယ်ပါဘူးဘလိုပဲဖြစ်ဖြစ်ဘောက်စင်သမားနဲ့ ground သမားနဲ့ဘောက်စင်ရှင်ထိုးမယ်ဆိုလို့ရှိရင်တော့ဘောက်စင်သမားကပဲတိတိကျကျတာနေမှာဗျာဒါကိုကောင်းကောင်းသိတဲ့ပန်သူရအနေနဲ့ကတော့ striking ကိုအဓိကတောင်းမှာမဟုတ်ပဲね ground ကိုဆွဲလဲမှာပဲဒီလိုအချင်းချင်းပုံမှာနိုင်ရှုံးက Joshua Van အနေနဲ့ဘလို့တုံးပြနိုင်မလဲဆိုတဲ့ပုံမှာမူတည်ပါတယ်မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကတော့5 scat 5 analysis တွေနဲ့ပွဲကြည့်ခံမှတ်ချက်တွေပြုလုပ်ပေးတဲ့ channel လေးပဲဖြစ်ပါတယ် ဒါကြောင့်မို့ like share subscribe လေးနေပြီးတော့အားပေးကြလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်